စင်အားတိုးချဲ့ရေးဂျိုးပန်းနေချိန်2021ခုနှစ်နောက်ပိုင်းအကြီးမားဆုံးရုရှားစစ်သားတစ်ခေါ်ယူမှုအဖြစ်အသက်18နှစ်နဲ့30ကြာအမျိုးသား36000ကိုတမရဗလာဒီမာပူတင်က ခေါ်ယူလိုက်ပါတယ်။မိမိတို့စစ်တပ်ရဲ့အလုံးစုံအင်အားကိုနှစ်သက်သက်မှ3ခုတန်းနီးပါအထိတန်းပြည့်စစ်မှုထမ်းအရေးအတွက်ကိုတစ်သက်သက်မှ5တန်းအထိတိုးမြင့်တင်တယ်လို့တမရပူတင်ကပြောကြားထားပြီး ဒါဟာလများစွာအတားမှာတနစ်စစ်မှုထမ်းဖို့အတွက်ခေါ်ယူလာတာဖြစ်ပါတယ်။လာမယ့်နှစ်တွေမှာတနစ်စစ်မှုထမ်းရမယ့်အမျိုးသားအရေးအတွက်တသိန်းရှစ်တောင်အထိရှိလာမှာဖြစ်ပါတယ်။ဖက်တာတအဖြစ်ခေါ်ယူထားသူတွေကိုယူကရိန်းမှာတိုက်ခိုက်ဖို့ဆေလွတ်သွားမှာမဟုတ်ဘူးလို့ရေတပ်လက်ထောက်ဗိုလ်ချုပ်ဗလာဒီမာတီစီလန်စကီကပြောပါတယ်။ ဒါပေမဲ့ရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုစောစောပိုင်းကာလတွေမှာရုရှားကတပ်သားအစ်တွေကိုတိုက်ပွဲဝင်မှုဆေလွတ်ခဲ့တာကြောင့်ယူကရိန်းနယ်စပ်အနီးမှာတပ်ဖွဲ့ဝင်အစ်တွေကြာဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ဧပြီနဲ့ဇူလိုင်လကြာခေါ်ယူသွားမဲ့တပ်ဖွဲ့ဝင်အစ်စ်ခေါ်ယူမှုဟာအမေရိကန်ကအပြစ်ခတ်ရက်စဲရေးသဘောတူဖို့တွန်းအားပေးနေချိန်မှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီလိုအပြစ်ရက်ဖို့ကြိုးပမ်းနေချိန်မှာလည်းတိုက်ခိုက်မှုတွေရပ်မသွားသေးပဲရုရှားကတောင်ပိုင်းမြို့ခါဆွန်စီးတီးရှိတအားပေးစက်ရုံကိုတိုက်ခိုက်ခဲ့တာကြောင့်လူပေါင်း၄,၅၀၀ဟာလျှစ်စစ်မီးမရဖြစ်သွားခဲ့တယ်လို့ယူကရိန်းကပြောပါတယ်။ အမေရိကန်ဂျာဝင်ညှိနှိုင်းပေးထားတဲ့အပြေအဝအပြစ်ခတ်ရက်စဲရေကိုရုရှားကလက်မခံမိမဲ့ယူကရိန်းစွန့်ရင်အဆောက်အဦတွေကိုတိုက်ခိုက်မှုရပ်တန့်မှုသဘောတူထားပါတယ်။ဒါပေမဲ့ယူကရိန်း drone တွေရဲ့တိုက်ခိုက်မှုခိတရပ်တန့်မှုတောင်မရှိဘူးလို့ရုရှားအရာရှိတွေကပြောပါတယ်။ရုရှားကတက်တာတစ်ခေါ်ယူမှုတွေကိုຫນွေဦးနဲ့ဆောင်းဦးမှာပြုလုပ်လေရှိပေမဲ့အခုနောက်ဆုံးຫນွေဦးရာဒီမှာခေါ်ယူတဲ့အင်အားသသိန်း6000ဟာ2024ခုနှစ်အလားတူကာလမှာခေါ်ယူခဲ့တဲ့အင်အားထက်အများကြီးပိုပါတယ် အရင်ကတက်တာတက်ခေါ်ယူမှုတွေမှာအသက်29နှစ်အထိအကြီးဆုံးအရွယ်သတ်မှတ်ခေါ်ယူခဲ့ပေမဲ့အခုတော့အသက်30အရွယ်တွေအထိခေါ်ယူနေတာဖြစ်ပါတယ်။